ဟုတ်ပါပါဒီနေ့ကတော့အတင်းတောက်တာဟောက်ပါရှင်းတော်မမတောက်ကြအောင်ဆက်ပြီးဖတ်မှာဖြစ်ပါတယ်အတင်းတောက်တဲ့ပေါင်ပေါင်တောက်တောက်တာပါဒီနေ့ကတော့ရှင်းတော်မမတောက်ရဲ့အကြောင်းဖတ်မှာဖြစ်ပါတယ်ရှင်းတော်မမတောက်ကအလွန်ဇလန်းရတဲ့သူဖြစ်ပါတယ်ဟွန်း အင်းပတ်တဲ့မှာမောင်းတော့ပါဆိုင်ဆရာမောင်ဖင်ငယ်ရဲ့ရနောင်မောင်တုံနဲ့ရနောင်ဘုံနန်းတွင်မြို့ဝဲဇလံများဤစာအုပ်ကိုဖတ်ရှုပြင်ပြပါရန်ဆရာမောင်ဖင်ငယ်နှင့်တက်သူများအလုံးထံမှခွင့်တောင်းလိုက်ပါရရှင်မောင်မောင်တုတ်ဆိုတာဘယ်သူလဲ သူ့ငယ်မိမာကမောင်ညိုထုတ်ဖြစ်သည်အသားညိုညိုကိုလုံးကိုယ်ရဲ့ခတ်တုတ်တုတ်ကိုမောင်ညိုတို့လိုခေါ်ဟန်ရှိသည် သူဤဖခင်ကမြောက်တဝဲဘူဥမောင်ကလေးပင်ဖြစ်သည် မောင်ညိုတို့ဤမိခင်ဖြစ်သူမှာဒီဘောမိဤတူတဲ့တော်မိပြန်ကောင်းကြီးစုပြလက်ရဲ့နှုတ်ထိမ့်မဖြစ်ပါတယ်ဝေချင်းတောင်းရောက်ရှိတဲ့နဲ့မောင်ညိုတို့ကအကြီးဆုံးဝဲဖြစ်တဲ့သူ့အောက်မှာပြင်သာမင်းသားနဲ့မောင်ပြင်သာမင်းသားမောင်မောင်ပြောင်းတဲ့ညီမအငယ်ဆုံးရင်းမချောင်းခင်လေးတို့ရှိပါတယ် ဒီတော့မောင်ညိုတို့နဲ့မိဖုရားကြီးစုပြားလက်တို့ကနှုတ်ဆုပ်တ်တွေပေါ့မောင်ညိုတို့ရဲ့ဖခင်ကမင်းတို့မင်းတရားကြီးရဲ့ကြေးကျွန်တော်ရင်ဖြစ်တဲ့အားလျော်စွာနောက်တော်ကနေအမြဲပါခဲ့ရတယ်မင်းတို့မင်းတရားကြီးပကံမင်းကိုပုံကန်လို့ရွှေဘူကိုထွက်ဆင်มาလဲမောင်ညိုတို့ရဲ့ဖခင်ကပါခဲ့တယ်ဤတို့ရွှေဘူကိုချီရလန်းကြီးมาပဲညောက်တဝဲဘူဥမောင်ကလေးကထိုက်ပွဲမှာကြဆုံးခဲ့ရရှာတယ်သူနဲ့မင်းတို့မင်းတရားကအမရဘူရာကိုပြန်ပြီးရွှေနဲ့တော်တိန်ကြီးဂျာမောင်မောင်ညိုတို့က ဓာတ်သုံးတော်ကိုင်ကလေးယာဓုမှာခစားရတယ်ဒီယာဓုကလေးရအောင်လဲတိုင်နာမင်းကြီးဥဖို့ကမဆာပေးခဲ့တယ်လို့ဆိုတယ်ဘယ်လိုပဲဆိုဆိုဒီချိန်ကလေးကမညိုရုံကလေးကကိမဲမင်းကြီးရောမင်းကြီးနဲ့တိုင်တောင်းဥဖို့တို့ကိုကသဘောကျနေခြင်းကိုခံခဲ့ရတယ်မညိုတို့ရဲ့ရည်သွေးနဲ့ဖြန့်လန့်မှုရဲစွမ်းတက်တည်ရှိခြင်းတို့ကြောင့်လည်းဤတို့သဘောကျနေခြင်းဖြစ်ပါလိမ့်မယ်နေရာတကာမှာရဲရဲဝဝရှိခြင်းအတန်ဩစာကောင်းခြင်းစကားကိုတီတီတန့်တန့်ပြောတတ်ခြင်းတို့ကြောင့် ဤသို့လူသိများလာခြင်းပဲဖြစ်ပါတယ်။မာညိုတို့ကအလုံးရက်ကောင်းနဲ့အသားညိုတဲ့ကြောက်ပါမှာတက်တက်ရှိတယ်။ကျင်စွယ်လည်းရည်ရည်ထားတယ်။မာညိုတို့ကိုအဝေးကဖြစ်စေအနီးကဖြစ်စေမြင်ရရင်မာညိုတို့ရဲ့ချက်တည်ရှိတဲ့အင်ဂရုတ်ကိုလူတိုင်းနှစ်ချက်မှမှန်ပဲဖြစ်ပါတယ်။မာညိုတို့ရဲ့မျက်နှာပေါက်ကခန့်ညားထဲဝါတဲ့သဘောရှိတယ်။ဆူးရှတဲ့မျက်လုံးအတန်ဩဇာတို့နဲ့လည်းပြည့်စုံတယ်။မဟုတ်မကန်စကားကိုဟောဟောတာနိုင်ပြောရတဲ့သူလည်းဖြစ်တယ်။ ူငယ်နဲ့မင်းပေါင်းညိုတို့ကနေပြောင်းဆွပြီးမောင်မောင်တုတ်လို့အများကနေခေါ်ခေါ်ကြတယ်။သူကမူမောင်တုတ်စားမောင်မောင်တုတ်ဟူ၍ခေါ်မှပဲကျင်းတတ်တယ်။ကြိုက်နှစ်သက်တယ်။သူကစင်စစ်လူကြောလူလာတူးပင်ဖြစ်တယ်။သူခင်တဲ့သူတော့စမ်းပွင့်သူတရားလို့ခေါ်ရမလောက်ပင်။ခြေတလန်းကလေးတန်းခိတ်ကပင်မိမများကစားပြီးသူ့ကိုကြိုက်နှစ်သက်ကြတယ်လို့ဆိုပါတယ်။ကျနော်မောင်မောင်တုတ်အကြောင်းဆိုရရင် တန်ရငင်းတစင်ပါဆိုသလိုသူနဲ့ရှက်နွယ်နေတဲ့သူတွေအားကိုပါတင်ပြရမှာဖြစ်ပါတယ်။ဒီထဲမှာသူနဲ့အရင်ကြီးဆုံးသူကတော့သီရိပရဝတိထရာလောကဒီပတိပန္တိတာမဟာဓမ္မရာဇာတိရာဇာပြီးတော့ပရိစိတ်နာမတော်ခံယူတော်မူသည့်တိဘောမင်းကလေးပဲဖြစ်ပါတယ်။တိဘောမင်းကပင်စမအသင်္ကာရနာတဲ့မင်းတော်မင်းတရားကြီးရဲ့တားတော်များနဲ့ကတားတော်ငယ်တစ်ပါးပဲဖြစ်ပါတယ်။တိဘောမင်းရဲ့မယ်တော်ကတော့လောင်းရှင်မြို့သားမိဖုရားပဲဖြစ်ပါတယ်။ တက်ဂရီ1220ခုနဲ့တော့လာပြီးကျော်12ရက်စနေနေ့နဲ့နဲ့လင်းချက်တီကျော်မှာဖွားမြင်တယ်။ငယ်စဉ်မင်းသားဘွားကလူကြီးတယောက်မှုမထင်မရှားရှိတယ်။ကျွန်တော်136ခုပါဇလမှာရှင်းသားမနေပြူပြီးတော့မာလာလင်္ကာရသီရိတ္တမဟာဓမ္မရာဇာကုရုဘွဲတော်ရတောင်တော်ဆရာတော်ဘုရားကြီးထံမှာပညာသင်ကြတယ်။ဒီမှာရင်ရနာမင်းသားဖြစ်လာမယ့်မောင်မျိုးတို့နဲ့ဒီဘောမင်းကလေးတို့စတင်တွေ့ကြရတာပဲဖြစ်ပါတယ်။ ီဘောမင်းသားက1239-38ခုနှစ်တွင်မှာသုံးကျင်သုံးပံပြမပြန်ဆိုတော်မူနိုင်ခဲ့တယ်။မင်းသားဖြစ်ပြီးဘာသာရေးနဲ့စာပေမှာထူးချွန်လာတဲ့ဒီဘောမင်းသားလေးကချီးကျူးကြပဲဖြစ်တယ်။ဒီဘောစီလွာဖြစ်တဲ့မင်းသားဖြစ်ပေမဲ့ပေါ့ပေါ်နေပေါ့ပေါ်မစားပဲတက်နိုင်သမျှကြိုးစားအားထုတ်တယ်။ဒီကြောင့်မို့လဲဒီဘောမင်းသားလေးကရွှေနဲ့တော်တစ်ခုလုံးမှရှိတဲ့မင်းသားများကြားဝယ်ထင်ရှားလာပါတယ်။ဒီနောက်မင်းသားကမင်းသွေးမင်းရွယ်လုံးလုံးဖောက်ဘူးဒါပေမဲ့ဒီဘောမင်းသားငယ်စဉ်ကနေခဲ့ရတဲ့ ုံကြီးเจ้าမှာတူတူနေခဲ့ကြရတယ်။လူငယ်ချင်းဖြစ်တဲ့တဲ့သူတွေဆိုတော့သူတို့ကတငယ်ချင်းမိတ်ဆွေတွေဖြစ်သွားကြတယ်။ဒီတော့ကမောင်မောင်တို့အဖို့မထင်ရှားသေးတဲ့အညာတရလူငယ်တူပေါ့။တယ်မင်းသားကမှစေဘော်ကြောပဲမလုပ်ကြဘူး။ဒီတော့သဘောကမနောကလူရင်းဖြစ်တဲ့ဒီဘောမင်းသားကလေးကသူ့ကိုကရုဏာရှိတော်မူဟန်ရှိရဲ့။ဒီတော့သူ့ကိုရေးပေးတော်မူတယ်ဒါကိုသူကအခွင့်ရေးမြူပါဘူးခက်တီတီပါပဲ။သူတို့နှစ်ဦးကအချင်းစီရိုက် တူညီကြတာတော့မဟုတ်ဘူးဒီဘောမင်းကအဖြူဆိုသူကမဲတယ်ဒီထဲကသူ့မှာတက်တည်ရှိတယ်ဟုတ်တာလည်းပြောရဲတယ်မမှန်တာမလုပ်ဘူးလို့ဆိုရမယ်ပြီးတော့သူကဒီဘောမင်းသားတဲ့အသက်၁၀နှစ်ပိုကြီးတယ်ဒါကလည်းသူ့ကိုဒီဘောမင်းသားကအားထားစေရအောင်ဖန်တီးပေးထားတာပဲသူတို့နှစ်ဦးကဒုက္ခရှင်မြင့်သားဒုက္ခမြောက်တော်ဝယ်ဘူးရဲ့သားစင်တန်းကကွာခြားတယ်စင်တန်းကွာခြားတယ်လို့ပဲလူနူးဦးဟာဒူးနဲ့ဒူးကွဲပြားခြားနာကြတယ်ဒါမဲ့သူတို့တအူးကတငယ်ချင်းမိတ်ဆွေတွေဖြစ်တယ် do go do ကယုံကြည်မှုဖြစ်ရှိတဲ့တငယ်ချင်းအားထားရတဲ့သူတွေဖြစ်တယ်။ဒီတော့ကအတတ်ငယ်တဲ့ဒီဘောမင်းသားကသူ့ကိုနောင်တော့လို့တောင်ခေါ်ခဲ့ရတယ်။အဲ့ဒီအချိန်ကာလတုန်းကဒီဘောမင်းသားပြင်ဖြစ်ဖို့အလားလာရှိတယ်လို့ဘယ်သူကမှမထင်ကြဘူး။မတွေးတော့မိကြဘူး။သူတူးတည်းသာတွေးတော့ခဲ့တယ်ထင်မြင်ချက်ပေးခဲ့တယ်။ဒီဘောမင်းသားဟာတနေ့မှပြင်ဖြစ်လာလိမ့်မယ်လို့အထင်ရှိနေလေရဲ့။ဒီတော့ဒီဘောမင်းသားကိုသူကကိုရောလီတနေ့ကျရင်ပြင်ဖြစ်လိမ့်မယ်။ ကိုရောလေးဘယင်ဖြစ်ကိုဖြစ်ရမယ်လို့လည်းပြောနေတတ်တယ်ဒီလိုနဲ့နေတော့တနေ့မှာမမျော်လေးနဲ့ဖြစ်ရတဲ့ခုပေါ်လာတယ်ထူးခြားတဲ့ဖြစ်ရပါမယ်အတိတ်လောနမိတ်လောအဲ့ဒီနေ့ကဒီဘောမင်းသားမောင်မောင်တို့နဲ့ចောင်းသားတစုကចောင်းဝင်းနဲ့ကဥယျင်ထဲမှာကစားနေတယ်ဒီလိုကစားနေတော့ပြုံးဆိုဆွေရတဲ့ကောင်ကကောင်းကင်ကနေပြီးဥယျင်ထဲကိုထိုးကြလာတယ်ဒီနောက်တော့ဘသူကမှမဟန်တာနိုင်ခင်မှာပဲចောင်းသားရဲ့လဲမှာရှိနေတဲ့ဒီဘောမင်းသားကလေးရဲ့ဘောင်းတော်ကိုထိုးတော့ပြီးကောင်းကင်ကိုပြန်တက်သွားတယ် ဒီပြရကမောင်မောင်တို့ကိုပို့ပြီးအထကူပေးသွားတယ်။ရုပ်ရုပ်တဲတဲဖြစ်ပြီးသွားခြင်းဒီချင်းမောင်မောင်တို့ကဒီဘောမင်းသားကိုပြောလိုက်တယ်။အဲ့ဒါကိုတော်လေးဘယင်ဖြစ်မဲ့အတိတ်နမိတ်ပဲ။ဒီလိုပြောလိုက်တာကိုဒီဘောမင်းသားနဲ့တကွာတခြားចောင်းသားငယ်တွေကဝိုင်းကြည့်ကြတယ်။ဒါပေမဲ့မောင်မောင်တို့ကမကြည့်ဘူးခက်တီတီပဲ။သူပြောချင်တာကိုသာဆက်ပြီးတော့ဒီဘောမင်းသားကိုပြောနေလေရဲ့။ကိုယ်တော်လေးကျင်းနေပြင်ဖြစ်မှာဘင်းဖြစ်တဲ့အခါမှာဘင်းဖြစ်မယ်လို့ဟောခဲ့တဲ့ကျုပ်ကိုမမေ့ပါဘူးလို့အခုပြည့်ပေးပါလား ဒါကိုဒီဝမင်းသားကလွယ်လွယ်ပဲဂရိပေးလိုက်တယ်။ကိုမမျော်မှန်းရတဲ့နေရာကိုရရမယ်လို့အတိအကျပြောနေတဲ့အတွက်ဂျင်းနူးလိုပဲဂရိပေးလိုက်တာလား။စကားပြတ်သွားအောင်ပဲဂရိပေးလိုက်တာလားဆိုတာကတော့မပြောတဲ့ဒီဝမင်းသားမှသာသိပေမည်။ဒီရဲကဒီဝမင်းသားကသူ့ကိုအတော်သဘောကျနေတယ်။ဘယင်သွေးဆိုတာမျိုးကလည်းတနေ့မှဘယင်မဖြစ်မှနေရောလောလောဆယ်ဘယင်ဖြစ်မယ်လို့ကြိုပြောတာကိုအတော်သဘောကျနေတတ်ကြတယ်။ ခင်မင်းဆိုတာမြောက်ပင်နဲ့ဘုံတော်ဝဲဒီကိုသာကြိုက်နှစ်တက်ကြသည်မို့မြောက်ပင်ပြောဆိုရတယ်ဆိုတာကလည်းမမောင်းတုံမငယ်ရွယ်သေးသည်မို့ဒီလိုမြောက်ပင်ပြောခြင်းကလည်းဟုတ်ချင်မှဟုတ်မှာပါဒီလိုနဲ့တတိမမမောင်းတို့ရဲ့ဟော်ကိကမှန်လာတယ်ဆိုတာဟာတိလာကြရပြီဒီဘောမင်းသားအသက်20ပြည့်ပြီး1240ပြည့်နဲ့တော်တလင်းလာပြီးကြောကိုရဲ့နေမှာအင်ရှင်မင်းသားဖြစ်လာတယ်မကြပါဘူးအင်ရှင်မင်းသားဘွားကနေတရင်ကျွလာဆန်း6ရက်မှာပဲရှင်မင်းဖြစ်လာတယ် ။ဘင်းရင်ဖြစ်လာတဲ့အခါကျတော့ဒီဘောမင်းတရားကသူပေးထားခဲ့တဲ့ဂရိစကားကိုမေ့မသွားဘူး။ဒါတခုတော့ဒီဘောမင်းတော်တယ်လို့ဆိုရမယ်။မင်းသားဘွားနဲ့ဖြစ်စေဘင်းရင်ဘွားနဲ့ဖြစ်စေသူ့တငယ်ချင်းမိတ်ဆွေတွေကိုဘယ်တော့မှမမေ့ဘူး။ဒီဘောမင်းသားဟာထီတန်းသူ့လက်ထဲမှာမြဲပြီ။တေးကြပြီလို့သိတာနဲ့တပြိုင်နက်တည်းတောင်တော်ကျောင်းနိုင်မှာရဲဝင်နေတဲ့မောင်မောင်တို့ကိုလူထွက်စေတယ်။နောက်တော့မင်းကြီးမင်းသားအဆောင်ရောင်ကိုပေးလိုက်တယ်။နိုင်ငံတော်ရဲ့ဒူးရဲတော်မိပြေကောင်ကြီးဖြစ်လာတဲ့ စူပီယာလက်နဲ့နှုတ်ဆိုပဲလည်းဖြစ်တဲ့ဘောင်မောင်တုပ်ဖူကတော့အတိုက်ထက်လို့ဖြစ်သွားတော့တာပေါ့စူပီယာလက်ကလည်းမြောင်စာတီဘောဘီရင်ကလည်းအေးပြီးဆိုတော့ဘောင်မောင်တုပ်ကိုပြစ်တင်လို့ဖြစ်တာဘူးပေါ့ဘယ်သူပဲဖြစ်ဖြစ်ဖြစ်တင်တာတည်းပို့ပြီးရလာရင်တော့အောက်ချီဆိုတာလွတ်ကြစမြဲပဲဒီလိုနဲ့ရန်လူတွေဘောင်မောင်တုပ်ကိုရန်တော်မျိုးကိုစားစီတယ်ဘရင်လက်တော့တော့ကိုင်းမြောက်တော်ဝဲဘူးဝဲလေကောင်းဖြစ်နေလဲခန့်ထားတော်မူတယ် မင်းတို့မင်းတရားကြီးလက်ထက်ကတည်ဆုံသွားတဲ့ဖခင်မြောက်တော်ဝဲဘူးဥမောင်ကလေးရဲ့ယာတုမျိုးပဲဒါမဲ့မမတော်ကအဆင်မြင့်တယ်။မာမင်းလာမင်းကျင်စီသူဆိုတဲ့ရွှေဘွက်ချီတော်မူတယ်။ယနေ့မမတော်ကနန်းတော်တွင်မှာအချိန်မီကြောက်စီရွှေသားကိုလွှဲပြီးခစားရတယ်။ထိုစဉ်ကရွှေနန်းတော်တွင်မှာလက်သုံးတော်ကြီးလက်သုံးတော်ကလေးများသာလင်ရွှေသားကမိခစားရတယ်။ယနေ့မမတော်ရဲ့လက်အောက်မှာလက်သုံးတော်ကြီးဂိုင်း၁၂ရောက်ရှိတယ်။သူတို့ကမြောက်တော်ဝဲဘူးရဲ့မြောက်ဖက် တဝဲဆောင်မှာနေထိုင်စောင့်ကြက်ရတယ်တဝဲဆောင်ဆိုတာကမှန်တဲ့ဆောင်နဲ့ကောက်နေတဲ့အဆောင်ကြီးပဲဖြစ်ပါတယ်အဲ့ဒီနေ့ကမမတို့ကနီနာရွှေကျဲဝင့်ထိုးကလေးပါစိမ့်ထမသိန်းဒူးရှင်အင်ကြီးကိုဝတ်ထားတယ်ပောင်ပင်နာကအခံဘောကလုံစုကိုအောက်ပိုးကြိုက်ထားတယ်။ခေါင်းမှာရွှေချေကပ်ဘွားကိုလည်းပေါင်းထားတယ်။သူ့ဝေစာနဲ့သူ့ရုပ်ကြီးကမင်းတရုပ်ပေါင်နေတယ်။မောင်မောင်တို့လက်အောင်မှာမြောက်တဝဲမှုတန်း685ရောက်ရှိတယ်။မှုတန်းသားများရဲ့ရာဘက်လက်ပုပ်မှာချင်းတရုပ်စင်းတီနဲ့ထုံးမှတ်ထားတယ်။ ။ဒုစင်ကတနတ်ဝင်ယာတုကိုရထားတဲ့ကိဝင်မင်းကြီးကိုဥရေပြုအမတ်ကြီးဖြစ်နေမှုတန်းစီတယ်။အဲ့ဒီတနတ်ဝင်ယာတုကိုတော့မောင်မောင်တို့ကိုဒီဘောပြင်ကပြည့်အပ်တယ်။ဒါကိုကိဝင်မင်းကြီးကိုဂျင်းနဲ့ဟန်မတူဘူး။ဒါမဲ့ဘာမှမပြောတာဘူးပေါ့။သူ့ပြလိုက်ကလည်းပြောသေးတယ်။ဖိုးဖိုးလည်းအသက်ကြီးပါပြီ။တနတ်ဝင်ယာတုနဲ့မတော်တော့ဘူး။ဥရေပြုအမတ်ကြီးဖြစ်နေပဲမှုတော်ထမ်းဖို့တော်တယ်။ဒီတော့မိပြေကံကြီးကိုရော်တိုင်းကမိန်တော်မူလေတော့ကိဝင်မင်းကြီးလည်းပါလှုပ်ဝင်တော်ရောဒီတော့ကမိပြားကြီးရဲ့ဒါကတိတ်ထက်နေတယ်မဟုတ်လား ရနမမောင်တို့ဖို့ပို့ပြီးတကောကြီးစီတဲ့ဘွဲတစ်ခုကိုလည်းရလိုက်သေးတယ်ဒါကတော့ပြီးရင်တော့ကြောထင်းတော်ရဲ့ဒါဘွဲပဲပေါ့အင်တန်ကြီးကျယ်တဲ့ဘွဲမြင့်မြတ်လာတဲ့ဘွဲကြီးကလားရာဇဝင်မှာဆိုရင်ဟန်တာရီဆင်မြူရှင်တပါးသာဒီဘွဲမျိုးကိုရဖို့တယ်သူနဲ့ဆိုနှစ်ယောက်ပေါ့ဒါကြောင့်လည်းမမောင်တို့တိတ်တကောကြီးပြီးတိတ်ရန်ကားတာထင်ပါရဲ့ဒီတော့ကမမောင်တို့နဲ့အတူချင်းပြောက်ခံရတဲ့သူတွေနဲ့မမောင်ဖိငယ်လည်းပါတယ်မမောင်တို့နဲ့မောင်ဖိငယ်တို့ကတူးနဲ့တူးလုံးတရားချစ်ခင်ကြတယ် မောင်မောင်တို့စုသည်များကိုမောင်ဖေငယ်ကတိုင်ခံခံရတယ်။မောင်မောင်တို့ကျန်းသလားမောင်ဖေငယ်ကနှုတ်တယ်နှလုံးရည်သမား။ဒီဘောမင်းတရားကမောင်ဖေငယ်ကိုတောင်းတမန်လေးကိုစားစေတယ်။မောင်ဖေငယ်ဆိုတာတခြားလူမဟုတ်ဘူး။ဘိုးတော်ပြရဲ့တားတော်တစ်ပါးဖြစ်တဲ့ရွှေကူမင်းသားရဲ့မြေးဖြစ်တယ်။မင်းသွေးမင်းတန်နဲ့လည်းမကင်းသူဖြစ်တယ်။စီတော်မြင့်ဝင်ရွှေတိုက်စိုးတောင်းတမန်လေးကိုစားရစေသူဖြစ်တယ်။မောင်မောင်တို့နဲ့ရောင်းရင်ဘက်ဖြစ်တဲ့တာမင်မော်တာမင်ဘက်ဖြစ်တဲ့တောင်းတမန်စားကခပြောင်အဖွဲ့နယ်မှာကျွမ်းကျင်လို့ဒီဘောမင်းရဲ့စားစုတော်တူလည်းဖြစ်တယ်။ မင်းရဲ့အစာဆိုတော့ပဲမကဘဲနဲ့တခါတည်းမှာမိမိရဲ့ရောင်းရင်းမှာမောင်းတုပ်အတွက်လည်းတုံတော်ခံခဲ့ရပါတယ်။ရနာမောင်မောင်တုပ်တကိုးကြီးလာတဲ့အချိန်မှာတောင်သမန်လယ်စားကရနာမောင်မောင်တုပ်ကိုပြီးကိုရတယ်။မောင်မောင်တုပ်နဲ့နောက်လိုက်တွေကမောင်မောင်တုပ်ကိုအားကိုးလိုသူများမောင်မောင်တုပ်နဲ့ဂျေဆုမကင်းသူများကမောင်မောင်တုပ်ကိုပိုပြီးထင်ကြီးအောင်ပြန်ပေးကြတယ်။ မိငင်မင်းသားများရဲ့ပွဲတော်ကြတွေကိုတော်ရုံတန်ရလူတွေကမစားရဘူးတကယ်အရေးပါရာရာသူတွေပဲစားရတယ်အထူးသဖြင့်အရှင်သခင်အထူးသူကောင်းပြုပျောက်စားထားသူတွေပဲစားရရုံထုံးစံရှိတယ်ဒီဘောမင်းတရားတုံးဆောင်ပြီးတဲ့ပွဲတော်ကြတွေကိုရောင်နောင်မင်းသားနဲ့မောင်ဖေငယ်တို့ပဲတုံးဆောင်ခွင့်ရှိတယ်ဒီဘောမင်းရဲ့အထူးချစ်ခင်မြောက်စားထားတဲ့ကြီးတော်မျိုးကျွန်တော်မျိုးများဖြစ်လို့လဲပွဲတော်ကြကိုမြင်ဆားတော့ရတယ်ဒါကြောင့်မထင်ပါရဲ့ဘေးမင်းကလေးကမမတော့ကိုစားစားရရမှတိုင်မင်းလေးရှိတယ်အခါမပြတ်ခစားစီတယ်အတွင်းရင်းများကိုလည်း ရနာမင်းသားမှာမပါလည်းမပြီးခဲ့တက်ခဲ့တော့တိုင်မင်းလေးရှိတယ်။ရနောင်းဆိုဒီကလည်းရနောင်းပဲ။တင်းဒီဒီခွင့်ရေးတွေကိုပေးလာတော့ရလာတဲ့ခွင့်ရေးကိုအရာယူတတ်တယ်။သူ့နေရာနဲ့သူသုံးချတတ်လာတယ်။ဘင်းကနည်းနည်းမပါခိုင်းရင်သူကမြန်မြန်လုပ်ပေးတတ်တယ်။တင်းလေးနဲ့ပတ်သက်လာရနောင်းမမတို့ကပြပြသားလည်းရှိလာတယ်။ကိစ္စကိုလည်းလှုပ်ပေးတင်တာထက်ပိုပြီးလှုပ်ကန်ပေးတတ်တယ်။ဒီဘောပြင်းတဲ့မောင်မောင်တို့ရဲ့ဆက်ဆံရေးကတောင်ကိုခိကတပင်းရွှေတီးနဲ့အထိန်တော်ရဲ့သာပြင်းအောင်နဲ့တူရဲလို့ပြောကြတယ် ရင်းနာရဲ့အချိုးကိုမမတို့ကချိုးနေတယ်လို့လည်းဆွဆွဲသူတွေကဆွဆွဲခဲ့ကြတယ်။တပင်ရွှေတိရဲ့အမနဲ့ဘီးနောင်တို့လက်ဆက်ပြီးတော့တပင်ရွှေတိရဲ့ထီးနန်းကိုပင်ဘီးနောင်ကဆက်ခံပြီးအတားယခုလည်းရင်းနာမမတို့ကဘီးနောင်လှုပ်ချင်တယ်လို့ဆိုသူကဆိုကြပါတယ်။ဟုတ်မဟုတ်တော့ပြည်သူမှမသိဒါပေမဲ့တိုက်ဆိုင်မှုကလေးတွေကရှိနေတယ်။ဘာလို့လဲဆိုတော့တီဘောပြည်ကလေးမှာအမတော်ကရှိနေတာကိုပြီးတော့ရင်းနာမမတို့ကတီဘောမင်းသားဘဝကခရီးတစ်ခုရထားခဲ့မှုတယ်။ ရလာရခဲ့တဲ့ဂတိစကားပါပဲဘယ်လိုလူစားမှမရဘူးတဲ့ဂတိစကားပဲမောင်မောင်တုတ်ငါတသက်မှာငါလက်နဲ့နဲ့မတည်စီရဆိုတဲ့ဂတိပဲကဲဘယ်လောက်များပန်းလိုက်တဲ့ရတာမင်းသားလဲသူလှုပ်ချင်တာလှုပ်မယ်သူဆိုးချင်တယ်လို့ဆိုမယ်ဒါကိုပြီးမင်းမြတ်ကဘလို့မှမပြောနိုင်အောင်မလှုပ်နိုင်အောင်ခြေပြီးတုတ်ပြီးလှုပ်လိုက်တဲ့သဘောပေါ့အရှိပွဲတဲ့အခမ်းအနားမှာလဲမောင်မောင်တုတ်ကမင်းသားများရဲ့နေရာမှာနေရတယ်မင်းနာမင်းဤတာညီပင်စင်စင်မဟုတ်ပင်မဲ့လေဒီဘက်ကချင်းမြင့်သူကပြူထားတော့မင်းသားပဲပေါ့ ဒီနေရာမှာအတွေ့အယူကောင်းဖို့အချက်တစ်ချက်ကိုတွေ့ရတယ်။မိရင်မင်းသားဆိုတာယာစသွေးပါမှရှင်မင်းရဲ့သားတော်ဒီမှာမင်းသားဖြစ်တာမဟုတ်ဘူး။ရှင်မင်းကချင်းမြင်မင်းသားဖြစ်ရတာပါပဲ။ဒါကလည်းမောင်မောင်တုတ်ရဲ့စူးစမ်းမှုအရှင်မင်းတရားကြီးရဲ့အကြိုက်ကိုသိတဲ့သူမူတရားလို့ရတာထင်ပါရဲ့။အရှင်မွေးတော်လည်းနေချင်းကြီးဆိုတာလို့ပေါ့။တိဘောပြင်းနဲ့တက်ပြီးတဲ့နောက်မှာရနာမောင်မောင်တုတ်ကညစာတကူကြည့်တယ်။နန်းတွင်နန်းမြေမှာမောင်မောင်တုတ်ရဲ့ဩဇာညောင်းနဲ့ဘလောက်ထိဩဇာအရှိန်ဝါကြီးမားသလဲဆိုမောင်မောင်တုတ်လာပြီဆိုရင် ၄၀၀အကွာဝေးစီလောက်ကနေပြီးလက်ဆက်ပြီးဒုဒုက္ခလာရတယ်လို့ဆိုကြတယ်။မိဖကောင်ကြီးစုပြားလက်နဲ့ဆင်မြူမရှင်မိဖကြီးတို့ကပါပေါင်ပေါင်တို့ကပါရင်ပဲပြီးသလား။မောက်ကိအမှုကိစ္စတိုင်းမှာအတိုင်းမလေးရှိတယ်။ဒါကလည်းပေါင်ပေါင်တို့ရဲ့အရှင်မြင့်တော်ကျွန်တင့်ဆိုတဲ့ပုံမြင်လို့ပဲ။မင်းတို့မင်းကြီးနာမကျန်းဖြစ်နေခိုင်တုံးကဖြစ်တယ်။ကဲမင်းကြီးဦးကောင်းနဲ့ဆင်မြူမရှင်မိဖကြီးတို့တိုင်းမင်းပြီးရှင်မြင့်အစ်ရွေးကြတယ်။ဒီတုံးကမြင်းနန်းတော်မှာဖြစ်တယ်။ အသည့်တင်ပြောင်းမဲ့ရှင်မြေအတွက်ရှင်မြူမရှင်မိဗျာကြီးကဝင်းကြီးလေးပါးနဲ့တိုင်မြင်တယ်။မမတို့ကတော့သူတို့နဲ့မနီမီဝင်းမှာရှိနေတယ်။ဝင်းကြီးလေးပါးကရေနယ်လောင်းမင်းကြီးဥရွှေစုခန့်ပန်မင်းကြီးဥရွှေမောင်မကွေးမင်းကြီးဥလိုင်ဆိုတာရောမင်းကြီးဥလိုင်ကိမမင်းကြီးဥကောင်းတော့ပါပဲ။ဝင်းကြီးတစ်ပါးစီမှာစီးရီးတစ်ယောက်စီပါတယ်။အဝေးရောက်မင်းကြီးဥအောင်ကြီးဆိုတာလည်းရှိတယ်။ဒီနေ့တော့ကတော့သူတို့မင်းသား၆ပါးရွေးကြတယ်။၃၀မင်းသားမက်ခရမင်းသားတာကရမင်းသားညောင်းအုပ်မင်းသားညောင်းရဲမင်းသားတိဘောမင်းသားတွေပဲ။ ဒီမင်းသားတွေတဲကနောက်ဆုံးစကားတွေတပါးတည်းပဲမင်းနဲ့ရွေးဖို့ဆုံးဖြတ်လိုက်တယ်။ဒီတုန်းကိုအစီအမံမရှိမိပြားကြီးကဝင်းကြီးလေးပါကိုစကားတကုံးပြောပြခဲ့တယ်။အခုခါဟာအပ်ဖြားပေါ်မှာမုံညင်းစိတင်ထားသလိုဖြစ်နေပြီဝင်းမင်းတို့။တို့ဘရင်တင်ကြောင်းမဲ့မင်းသားရွေးပုံကလည်းကြည့်ပါဦး။ဝင်းကြီးလေးပါနဲ့အစီအမံမရှိမိပြားကြီးတို့ကသူတို့သဘောကျတဲ့မင်းသားရဲ့အမိကိုဆက်ကူပေါ်မှာနာမည်နဲ့နာမည်ရေးကြတယ်။ဒီရေးပြီးတဲ့ဆက်ကူတွေကိုဆက်နေရသည်ရွှေပလာကြီးတဲ့ထဲ့တယ်။ အားလုံးဆုံးပြီဆိုမှအများရင်ရှိပါတစ်ခုစီဖတ်တယ်။ရင်းနှီးနှောင်းမင်းကြီးဥွှေဆိုက30မင်းသားကိုသဘောတူတယ်။ဘကွေးမင်းကြီးဥလိုင်ကမက်ခရမင်းသားကြီးကိုသဘောတူတယ်။ခဲပန်မင်းကြီးဥွှေမောင်ကချောင်ရမင်းသားကိုသဘောတူတယ်။ရှင်မြမရှင်မီပြားကြီးနဲ့ကိဝင်ဦးကောင်တို့ကတော့ချိုတင်မီစီးပွားရိုက်ထားဟန်တူပါရဲ့။ဘာလို့လဲဆိုတော့ကိဝင်မင်းကြီးနဲ့ရှင်မြမရှင်မီပြားကြီးတို့ကတီဘောမင်းကိုပဲဆန္ဒပေးလို့ပဲ။ဒီချိန်မှာမမတို့ကတော့ဝင်ကြီးတွေပြောသမျှကိုနားထောင်နေပြီးအလုပ်များကျင်အောင်စောင့်နေလေရဲ့။ ဒီတော့နောက်ဆုံးမှာမဲများဆုံးရသွားတယ်ဒီဘမင်းသားကရှင်းပြဖြစ်သွားရတာပေါ့ဒါကိုသိလိုက်တာနဲ့တပြန်နေတဲ့ဘာမောက်တို့ကသူ့ရဲ့အရှင်သခင်ဖြစ်တဲ့ဒီဘမင်းသားရှိရာကိုအပြေးသွားတော့တာပဲသူတို့ရွေးတဲ့မင်းသားတွေရဲ့မှာဒီဘမင်းသားကအငယ်ဆုံးပဲအသက်19နှစ်20လောက်ပဲရှိဦးမယ်ရှင်ကတော့လူမထွက်ရသေးဘူးဖြွတ်တော်နာမှာစောက်ထားတဲ့အမှန်ကျောင်းမှာတာမဏေကလေးဘဝနဲ့ပဲရှိသေးတယ်လို့ဆိုတယ်။သေလူမျိုးပါဖြစ်နေတဲ့ဘုရင်မင်းကြီးရဲ့တလော်နီးမှာပလင်ပေါ်တက်ထိုင်ရေးအတွက်ဆက်ပုံးခုတ်မှုတွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတယ် ညဏ်ညဏ်နဲ့တွေတစ်ခုပြီးတစ်ခုပေါ်ပေါက်နေတယ်။လင်းတော်မင်းကြီးမှာတားတော်ပေါင်းများများရှိတယ်။တားတော်တိုင်းလူလူကိုအုပ်စုနဲ့ကိုပဲရှိကြတယ်။တားတော်အားလုံးကဘယင်မဲဖြစ်ချင်မှာပေါ့။ဘယင်တားတော်တွေကိုရှင်မင်းဆိုတာကတိုင်းပြည်တစ်ပြည်လုံးမှာအနာရှိဆုံးသူမို့ဘသူကရောဘယင်မဖြစ်ချင်မနေပါမလဲ။တားတော်တွေထဲမှာထင်ရှားဆုံးမင်းသားကမက်ခရမင်းသားနဲ့ညအောင်မင်းသားတို့ပဲဖြစ်တယ်။ဒီတားတော်နှစ်ပါးက အသက်အရွယ်ကတော့တိဘောမင်းသားထက်ကြီးတယ်ဆက်ဆံရေးလည်းကောင်းတယ်သူတို့ရဲ့ကြီးရဒေဝီများရဲ့ဆက်ဆံရေးကလည်းကောင်းတယ်ဒါကြောင့်မင်းသားနှစ်ပါးရဲ့ဩဇာရှိန်ဝါကရွှေနဲ့တော်တင်းမှာတော်ကိုပဲကြီးပါခိုင်ပါနေတယ်ဒီမင်းသားနှစ်ပါးကိုအကြောင်းပြုပြီးအုပ်စုကြီးနဲ့ဆုရှိနေတယ်သူတို့နှစ်ဦးကအတီးတီးထိနှက်အပ်လို့ကြတယ်သူတို့နှစ်ဦးကိုအတီးတီးထိနှက်အပ်လို့ကြတယ်ဒီထဲမှာဘသူ့ကိုမှဘယင်မမြောက်လို့တဲ့ဈာနေအုပ်စုကလည်းရှိသေးတယ်သူတို့ကတော့နန်းတွင်ချင်းတွေကိုအေးစေးပါပဲ မင်းသားတစ်ပါးပါးကိုနန်းတင်လိုရန်ရှိနေတယ်။ဒီအုပ်စုထဲမှာဝင်ကြီးတချို့ပါဝင်နေသူတို့ကလည်းအကြောင်းပြကြတယ်။မိရင်သားတော်တွေကလူလားမမြောက်ကြသေးဘူး။ဘယ်သူမှထင်ပေါ်ကျော်ကြောင်းမှုလည်းမရှိကြဘူး။ဘယ်သူမှဖာကမဲတော်ရဲ့ထိနှံရရကိုဆက်ခံနိုင်မဲ့ပညာရေးချင်းမျိုးလည်းမရှိသေးဘူး။ဒါကြောင့်အချိန်ဆောင်နေခြင်းသာအကောင်းဆုံးဖြစ်မဲ့ရှင်ခွင်ပိုက်အုပ်စုတဲ့စနစ်မျိုးနယ်ပဲနိုင်ငံကိုအုပ်စုတဲ့နိုင်ငံအုပ်ချုပ်ရေးကိုမူမတ်များရဲ့လက်မှထားရှိစေပြီးတော့မိရင်သားတော်တွေချင်းနံရွယ်ရောက်လာမှသူတို့ထဲကတရားရောက်ကိုရွေးကောက်ပြီး တရင်မြောက်ရရင်ပိုးရွယ်ကူမဲ့တင့်မြတ်မယ်ဒီအုပ်စုတွေ꿰ကြတဲ့အထဲမှာနောက်ဆုံးအုပ်စုတစုကလည်းရှိသေးတယ်ဆင်မြူမရှင်ကယခုခါမှမိဖုရားကြီးလေးဦးနဲ့နောက်ဆုံးကျန်ရှိတဲ့မိဖုရားကောင်းကြီးပဲဖြစ်တယ်သူ့လာဩဇာရှင်ကြီးွားတဲ့မိဖုရားတခြားမရှိတော့ဘူးထိုစဉ်ကသာသူ့မှာတတော်မောင်မင်းသားရှိရင်ထိုတတော်ကမုတ်ချပရင်ဖြစ်ရမှာမလွယ်ဘူးမိဖုရားကြီးကထိုသားတော်လက်ကင်ဖြင့်တိုင်းနိုင်ငံကိုစိုးမိုးအုပ်ချုပ်မှတည်ကြတယ်။ရာဇဝလင်ထက်မှရာဇဝလင်နောက်ွယ်ကနေအာနာကိုပို့ပြီးလက်ဆောင်ထက်မှ အလွဲ့အီကန်ဖြစ်နေမယ်။ဒါမှမိပြားကြီးမှာတာယံကြမထွန်းကားဘူးဒါကြောင့်သူကြိုးကန်လို့ရမယ်မင်းသားတစ်ပါးပါးကိုဘယင်မြောက်ပြီးတော့သမီးတော်သုံးပါးနဲ့လက်ဆက်ပေးလိုက်ပြီးတာပဲလို့ထင်ဟန်ရှိတယ်။ဒီကြောင့်ကိုလည်းမိပြားကြီးကဒီဘောမင်းသားကိုဒီကြောင့်ကြောင့်လည်းမိပြားကြီးကဒီဘောမင်းသားကိုယာရလိုက်ခြင်းပဲဖြစ်တယ်။ဒီလိုဒီဘောမင်းသားကိုနန်းညွန်းနန်းလျာဖြစ်ယာရတဲ့နေရာမှာမိပြားကြီးဖို့အကြောင်းများစွာရှိပါလိမ့်မယ်။ဒီဘောမင်းသားကစိတ်သဘောထားကောင်းတဲ့လူအေးလူယိုလူဖြောင့်တယောက်ပဲဖြစ်တယ်။ ီဘဲချက်ကြီးကြီးမားမားထားရှိရမတူဘူးဒါကြောင့်လွယ်လွယ်ကူကူကင်တွယ်လို့ရမယ်လို့မျိုးဖြစ်တယ်အပြိုင်ပေါ်လာခဲ့ရင်လည်းရရှိထားတဲ့မိမိအာဏာကိုဆွတ်လွတ်လိုက်ရင်ဝင်လေတဲ့သူဖောက်ဘူးပညာတက်မြောက်ထားတဲ့သူလည်းဖြစ်တယ်သူ့ရံပေတော့ကလည်းမာသွေးမာမနွယ်ဖြစ်တယ်ခြားသောသားတော်တွေကတော့များသောအားဖြင့်ရိုးရိုးမိဖုရားတွေရဲ့သားတော်တွေပဲဖြစ်တယ်ဒီเจ้าတွေကဒီဘောမင်းသားကိုမျိုးနွယ်ရဂုံတိတ်ခါမြင်မာတိုးတက်စေတယ်မက်ခင်အမင်းသားနဲ့ညအောင်မင်းသားတို့ရဲ့အခြေအနေကတော့တမျိုးဖြစ်တယ် သူတို့တွေကပေါင်းတင်ဆက်သွဲလွန်များတဲ့ကဲ၍သူတို့နှစ်ဦးနဲ့တူဦးသာဘီရင်ဖြစ်သွားရင်ဘီရင်ဖြစ်တဲ့သူကမိမိအဆက်သွဲပေါင်းတင်တို့ရဲ့ဩဇာအာဏာကိုခံရဖို့ရှိပြီးဘီရင်အာဏာကလည်းသူတို့တွေရဲ့လက်ထက်ရောက်သွားဖို့လားလာရှိနေတယ်။ဒီကြောင်းမျိုးမျိုးကိုထောက်ရင်ဒီပေါ်မင်းသားကထိနှဲရရခံရဖို့အတွက်အတော်ဆုံးပုံကိုဖြစ်တယ်။စင်မီမရှင်မိပြကြီးရဲ့ရွယ်ချက်အတွက်ထိုက်တန်သောပုံကူဖြစ်တဲ့ဒီလိုနဲ့1240ခုနှစ်တော်တလင်းလာပြီးကျော်9ရက်နေမှာ ဒီဘောမင်းသားကိုအင်ရှိဥပရာဇာဖြစ်နဲ့အန်းနေလိုက်တယ်။ဒီလိုဒီဘောမင်းသားကိုအင်ရှိရာအန်းနေလိုက်တော့တခြားမင်းသားတွေကခံနိုင်ရလားအဲခံနိုင်မှားတဲ့တော့စိတ်စိတ်ကုန်ပြီးကြတာပေါ့ဒီထဲမှာသားတော်ကြီးများဖြစ်တဲ့ညောင်ရမင်းသားညောင်အုံမင်းသားတို့ကမခံချင်ဖြစ်ဆုံးပဲတော်လံပုံကံဗုဒ္ဓတောင်ကြံရွယ်တယ်လို့သိရတယ်။ဒီနေရာမှာစင်မြမရှင်မိပြားကြီးကအတော်လေးညံသွားတယ်လို့ဆိုရမယ်။ဘာကြောင့်လဲဆိုတော့ကိဝင်မင်းကြီးမှုရှိတဲ့အရေးပါတဲ့မူကြီးမကြီးတွေကိုအတင်းတိုက်တော့ပြီးသူ့ရဲ့အကြံစီကိုနာခံစီလို့ပါပဲ။ တနန်းတော်လုံးဓာတ်ချက်လာတဲ့မိဘကောင်ကြီးရဲ့အမိန်ကြောင့်ဝင်းကြီးမူးမတ်တွေကလည်းပမပြန်လဲမလျှောက်တင်ရဲကြဘူးပေါ့ခေါင်းညင်ခဲ့ရတာပေါ့တို့ပြည်ပြီလဲမင်းတို့မင်းကြီးနဲ့ရောမဆန်မီနှစ်ရက်လိုလောက်မှသူတို့ကဒီပေါ်မင်းသားကိုနန့်တင်လိုက်ကြတယ်ဒီလိုအတွင်းတော်မှာကြိတ်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 ဖြစ်သွားတဲ့ဖြစ်ရက်တွေကိုဘီမင်းတရားကြီးကြောက်မှကြားသွားပါရဲ့လားတိမှတိသွားပါရဲ့လားဆိုတာဘယ်သူမှမသိခဲ့ကြဘူးဒါနဲ့ပဲမကြပါဘူးအတွင်းတော်ကမိတ်တခုထုတ်ပြန်လာတယ်သားတော်သမီးတော်များကအီရှိတော်မှမြန်ခါသားစီရမယ်ဆိုတဲ့အမိန့်ပါပဲ။ ။ဟာကမဲတော့မိန်ဆိုတော့ဘဲမင်းသားမှမနေတာတော့ဘူးပေါ့။မင်းသား40ကျော်တို့ကတန်တော်စစ်နေရဲ့ခေါ်ဆောင်ရာကိုလိုက်ပါခဲ့ရတယ်။မန်တဲ့ဆောင်ကြီးတစ်ခုလုံးကတိတ်ဆိတ်နေတယ်။မနေ့နေဝင်တက်ချိန်လောက်ကနေဘဲသားတော်ကြီးတွေကဒူဘီဒူဖန်တဲ့ဆောင်တွေကိုဥခတ်ရောက်လာတယ်။ဒီမှာတော့အနောက်ဝင်နေမာရဘင်ဘူတောင်တဝဲဘူခေါင်းဆောင်နဲ့ရဲဘက်တော်တရားကျော်တို့ကမှန်တဲ့ဆောင်ကိုဝိုင်းချတယ်။တခြားဝန်မဲ့တွေနဲ့အတွင်းဝင်တွေကိုလည်းအမြန်ဆင့်ခေါ်လိုက်တယ်။ ရောက်လာတဲ့သူတွေကတော့ပြပန်းခတ်ပါပဲ။ရွှေနဲ့တော်အတွင်းမှာရှိရတာတော့အားလုံးနဲ့သမီးတော်တွေကဖာကပဲ့တော်ဘီရင်ကြီးကိုနောက်ဆုံးပိတ်ဖူးမြော်ကြတော့ကိုရောက်လာကြတယ်။ဘီရင်ကြီးရဲ့အိတ်ဆောင်တော်ဘီမက်ခန့်မကြီးတဲ့မှာတအားတော်သမီးတော်တွေပြည့်ကျန်နေတယ်။ဟိုကျွေးတဲ့သူတွေလည်းရှိနေတယ်။ချင်းချင်းတီးတိုးတိုင်ပင်တဲ့သူတွေလည်းရှိတယ်။ရှေ့ပြစ်လာမယ့်အနာဂတ်ခီးကိုကန့်လင်းနေကြတယ်။ဘယင်လောရာဇွေကောင်တော်မသားလောင်းတော်ဘယ်သူကမှမသိရ။သူတို့မှာယင်တမမှာအသက်တထိတ်ထိတ်နဲ့စောင့်နေစင်မှာပဲလက်နက်ကန်လေးစောင့်နေရပါတယ်။ငကိုကလက်နေရတယ်ထဲ။ လက်နဲ့ကင်ဆောင်လေးရောက်လာတော့ all to all hit to hit ငိုသူငိုကြတယ်။ဒီရင်သားတော်သမီးတော်ကြီးတွေဖန်စီပွဲပဲဖြစ်တယ်။စစ်တီရဲမဲ့တွေကသားတော်တွေကိုဖန်စီခေါ်ဆောင်သွားကြတယ်။ကျမငင်းနေတဲ့ထုံလေးကရွှေနဲ့တော်အတွင်းမှာရှိတဲ့မင်းတော်မင်းကြီးရဲ့သားတော်သမီးတော်အားလုံးလို့လို့ဖန်စီခံရတယ်။ဒီနေရာမှာပါတယ်နဲ့တဲ့မင်းသားနှစ်ပါးကအဖက်မခံရဘူး။လွတ်သွားလေရဲ့တကယ်ပဲဖြစ်ဖြစ်လှိမ့်နေလူရာရာကိုကွက်ကြောမြင်နေတဲ့သူတွေကတတ္တာရာရာစမြဲပဲဒီမင်းသားနှစ်ပါးကလည်းဒီလိုပဲဖြစ်မှာပေါ့ ဒီဝမင်းသားကိုအင်းရှိဥပရာဇာဖြစ်အန်းနည်းနဲ့ကြားကလေးကအထုမခံမရနိုင်ဖြစ်ကြတဲ့မင်းသားနှစ်ပါးပဲသူတို့ကတော့ညောင်ရဲမင်းသားနဲ့ညောင်အိုမင်းသားနှစ်ပါးဖြစ်တဲ့ညောင်ရွှေရဲ့တရားရှင်မင်းမိဖုရားကြီးရဲ့တားတော်တွေလည်းဖြစ်တဲ့အတွင်းတော်ကအမိန်တော်ကိုမယုံသင်တာဖြစ်လို့မသွားဘဲနေလို့အဖမ်းမခံရတာပဲဘေးရနာမှာခါးစားနေကြသူတွေဟာသတိထားဖို့ကောင်းတဲ့ကိုယ်တိုင်းလည်းမသွားနဲ့ချွေးတိုင်းလည်းမစားနဲ့ဒါမှလည်းနေတဲ့သူတွေလို့ဆိုရမယ်အနေကောင်းသူတွေပေါ့တကယ်ဆိုတော့ညောင်ရဲမင်းသားနဲ့ညောင်အိုမင်းသားတို့က ဖခင်မဲတော်စေနာ လုံးဝမတက်ဖခင်မဲတော်ဝေဒနာလုံးဝမတက်တာပဲရှိနေစင်မှာတားတော်တွေခစားဝင်ရမယ်လို့အမိန်တော်ရှိတာကိုမသိကြဘူးဒါကြောင့်အိမ်တော်ကနေချက်ချင်းမဲ့ရှောင်သွားကြတယ်သူတို့ဒိန်းရှောင်သွားတာကလည်းကြည့်ပါအောင်တကယ်ရင်နဲ့တကယ်လှင်နေလို့ပဲဆိုရမလားပဲသူတို့ဆင်မြန်းထားတဲ့မင်းသားအဆောင်အောင်တွေကိုချွတ်လိုက်တယ်ဒီနောက်အသင့်ဆောင်ထားတဲ့မျက်နှာပြူဝိစားတွေကိုဝတ်လိုက်တယ်လူယုံတော်လေး၅ဦးနဲ့အာလူတကားလို့ခေါ်တဲ့ကြည်မုံတကားကနေထွက်သွားကြတယ် ဒီကြောင်းကိုရိမ့်မိထားတဲ့ကိဝင်မင်းကြီးကမင်းသားနှစ်ပါးကိုမိရာဖမ်းစီတယ်ဒါပေမဲ့သူတို့ကလှင်တော့မြို့ပြင်ကိုရောက်သွားပြီပေါ့အချိန်မီပဲလွတ်မြောက်သွားကြတယ်သူတို့သွားရခိုးလုံးနဲ့ရက်ကတော့ရေးပိုင်မစ္စတာရှော့ရဲ့တန်တဲ့ဝိမက်ဖြစ်ပါတယ်နိုင်ငံရေးခိုးလုံးတာပေါ့ရေးပိုင်မစ္စတာရှော့ဒီတန်မကြီးလည်းဖြစ်တယ်သူစီလာရခိုးလုံးနဲ့မင်းသားနှစ်ပါးကိုကောင်းမွန်စွာပဲလက်ခံထားလိုက်တယ်ပြီးတော့အဲ့ဒီချိန်ကအင်္ဂလိပ်အစိုးရပိုင် ဖြစ်နေတဲ့ရန်ကုန်မြို့ကိုခိုးထုတ်ဖို့ကြံစည်နေတယ် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တော်ပါကျောင်းပေတာမှာ9နာရီခွဲကြာရင်ပြန်ဆုံဝင်တော့အဲ့ဒါသူရပြောဖို့အနေတော့ကတော့သူရအစာဖက်ဖို့ရအတွက်အတန်မရှိလို့မဖက်ရရဖြစ်ပါတယ်ပေါ့နော် ိုရှင်ပိုင်းကိုရှင်နာကိုတန်းတိုင်းမမနောင်အဲလီမရိုစာဂျိုနာမနွယ်ရင်မတင်ဆောင်မကိုရင်မမမအေးမမနာမရိုစာဂျိုနာမတင်ဆောင်မမလင်းလင်းမနွယ်ရင်မရိုစာဂျိုနာမမနာကိုပါဇောကိုရင်မမနှင်းစီအဖမ်းမအမမလင်းလင်းကိုလင်းလင်းမဂျူလာဟန်နီကိုပါဇောဥပင်ဥတရဝဲကိုတန်းတိုင်းဝဲအေးမရိုစာဂျိုနာကိုရှင်နာကိုရှင်ပိုင်းမမအေး အဲလီဟန်တင်စာမှာဥတနာဝင်ကိုတနာဝင်ဦးဝင်ကိုပါကြောင့်ကကတိုးနဲ့ကိုဗလာကိုချီလူမမလူရဲ့ဇေမစနေလေးမညိုပြမတော်မလေးမရွှေစည်းကြည့်ဘူးပါဘမဇာသာမညာမွေတီ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 မင်းမင်းနွယ်မင်းမင်းနွယ်တီတီမင်းမင်းဝင်တော်တော်မောအုံမ77 မိုက်77ဘွားဆိုတော့လင်ထံမနန်းရွယ်ဦးဝါဤသူမအေဒီမေအာမလင်းလင်းမရူစာကျွနာကိုရကိုရမမယူရရဘာခေသရီအာတန်တလီယောအဝင်းမတက် HD ဟိန်းစ်အာမမမနုနုအာ WS မင်းမနေတဲ့အာဒိုးလုံးအာကိုဖိုင် ိုဖိုက်ကိုဖုံကိုစမတ်ဟင်ကိုဇော်ကိုပါဇော်အကိုတန်းထိုင်ကိုတိမာနုဝေစင်မာရူဇာဂျိုနာအာကိုပါဇော်ကိုရဲကိုရဲအဲ့ဆိုဆောက်ပြီးလို့ထင်ပါတယ်အားလုံးပဲတတပါနော်